မိုင်းအောင်မြို့၌မဲဆန္ဒရှင်စင်များထုတ်ပြန်ကြေညာတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်ခရိုင် မိုင်းအောင်မြို့နယ်ရက်ကွက်ကြေးရွာကော်မရှင်ဖွဲ့ကွဲရုံးများ၌စက်တင်ဘာလ30ရက်ကမဲဆန္ဒရှင်စင်များထုတ်ပြန်ကြေညာပေးရာတက်ဆိုင်ရာမဲဆန္ဒရှင်များမှမိမိအမည်စင်အားလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရှိရပါတယ်။အဆိုပါမဲဆန္ဒရှင်စင်ရများကတ်ထားသည့်နေရာများနှင့်မဲဆန္ဒရှင်များ မဲဆင်းလာရောက်ကြီးစုနေမှုများကိုခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကလိုက်လံကြီးစုစစ်ဆေးခဲ့ကြပါသည်2025ခုနှစ်ဒီဇင်ဘာလ28နေ့တွင်ကျင်းပမည်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်18နှစ်ပြည့်ပြီးသူတိုင်းဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်မဲဆန္ဒရှင်စည်ရင်များမှန်ကန်စေရန်ရည်ရွယ်ဆောင်ရွက်ပြီး ်အကြောင်းမြင်မျိုးကြောင့်အမိစင်းမပါရှိသူများပြင်းစင်လူသူများကန့်ကွက်လူသည်များကိုတက်ဆိုင်ရာရက်ကွက်ကြေးရွာကော်မရှင်ဖွဲ့ခွဲရုံများသို့မဲစင်းထုတ်ပြန်ကြေညာသည့်စက်တင်ဘာလ30ရက်မှအောက်တိုဘာလ23ရက်အတွင်းတွားရောက်ရှောက်ထားနိုင်ကြောင်း သိရှိရပါသည်ခမညာ။